်ဘူးတကယ်ကြည့်ရမယ်တရားဝင်ပြီးလာတယ်အဲ့ဒါရှိရလို့ကြားတယ်ခင်ဗျာဆက်ဆက်အဲ့အဲ့လိုမျိုးလေးလာတယ်အဲ့ဒါရှိရလို့ကြားတယ်ခင်ဗျာဆက်ဆက်အဲ့အဲ့လိုမျိုးအဲ့အဲ့စင်ရဥက္ကလိုက်မပါဘူးဇလိုက်တို့အရင်ရိုက်နေတာအဟုတ်တယ်သူကအဲ့ဒီဟိုကျွန်တော်အဲ့အဲ့လိုမျိုးလေးတို့ traditional ဝတ်ဆောင်တွေဝတ်ပြီးတော့အဲ့လိုရှိုးလျှောက်တဲ့ရှိုးလျှောက်တဲ့စင်ပေါ့အမှလည်းကြော်လည်းမမြင်ဘူးအဲ့ကြမမြင်ဘူးဒါပဲအမှ တို့အရင်အဲ့လို miss way လို့ခေါ်တယ်လည်းဖြစ်တယ်ငူတဲ့ငူနော်ငူငူတာတော့ပတ်စံနေလို့ဖြစ်မှာပါဆက်ပြီးတာနေလို့စိတ်မကောင်းပြီးဝမ်းနေပြီးတော့ငူတာပဲပူဆန်းပူဆန်းအဲပြီးမှမေးကြုံမယ်ဒီကောင်မလေးလာလာမလို့နေလို့လားဘာလို့ပါလဲ။ဒီအဲ့တိကျနေတယ်နဲလို့နေမှာပေါ့။ဆက်နေလို့ပေါ့။အေးပေါ့။ဒီမှာကြလို့။ဘယ်။တော်ရတော့နေဦးမကိုင်းမှာစလို့။ ငါမလိုက်ချောက်နေအောင်မလားကွာ။ဘယ်လိုတေးလိုက်ချောက်တာ။တော်တယ်သမီး။ဒီလက်ချောက်တာမဟုတ်ပါဘူး။ကိုယ့်ကိုယ်လည်းဒီလိုသေမန်းကိုမသိတာဘူးကွာ။နောက်ပိုင်းမှသေသေမန်းသိတာပေါ့နော်။သေမန်းသိတော့သိနေပြီပေါ့။ကိုယ်လည်းမတူတဲ့တွေ့ရလို့ပြောတယ်အဲ့တော့မတူတဲ့မတရားလေးဒါပြောကြပြီးခုမှမှလည်းပြောနေရှိတယ်ဒီကနေ့ဟုတ်ကဲ့ကျွန်တော်အားလုံးဟိုဒီအမတ်တရားတော့တိတ်ထွေးလို့မရှိပါဘူးအားလုံးဒီပြောပြရှင်နေရခဲ့တာပါအမတ်တရားသူတို့အဲ့ဒီက ရုပ်ဝဲတော့အဲ့လိုဖြစ်ပျက်ခဲ့တာလေးတခုပဲရှိပါတယ်ကျွန်တော်တို့ပုံမှန်လည်းဒီလူတွေကမြန်မာလူတွေတွေ့နေကြဆိုတော့ဖြေထူးမတရားရေလို့တော့မရှိပါဘူးခုကလည်းတော့နည်းနည်းပုံပင်မှန်းတော့မှဝိညာဉ်လောက်လာဆိုတော့ဒီကမှရိုက်တာရိုက်ရတာနည်းနည်းခက်တာပေါ့နော်တို့ကင်မရာမန်တွေရောဒါရိုက်တာတွေရောဒီအိုဗီရောတို့တို့ကင်မရာယူဆတွေနဲ့အာခက်ရခက်စလေးရိုက်ရတာလေးရှိရပါ့ဝိညာဉ်ဖြစ်တဲ့အတွက်လေဟုတ်တယ်ကြော်ကားမသိအဲ့လိုယူတွေ့ဘူးပြန်ပါလို့ မကြောက်လို့လည်းကြောက်ပါတယ်အဲကြောက်လို့လည်းကျွန်တော်လည်းနည်းနည်းဟိုဘာဖြစ်အောင်တော့နေတယ်ခင်ဗျာနည်းနည်းအဲ့လိုမျိုးမတွေ့အောင်လည်းမတွေ့အောင်ရှောင်ရှောင်နေပြီးတော့နေတယ်ပေါ့အားကြောင့်လည်းကျွန်တော်မရောမတွေ့ပါဘူးအဲဒါအဲ့တစ်ခေါက်တော့ပဲကျွန်တော်လည်းလန့်တော့ဘာဖြစ်တော့လည်းမသိဘူးသူကလည်းစိတ်မကောင်းဖြစ်နေတယ်လို့ပဲလေသူကငိုနေတော့လို့